မင်္ဂလာပါရှင် ရှဲဂူမီဒီယာကအကြိုဆိုပါရစေမိုင်းတုံတိုင်းကြေးရွာမြင်ကားဂရမ်များပေးအပ်ပွဲခြင်းပါတဲ့တဲ့ငုံတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နိုင်ကြေးရွာမြင်ကားဂရမ်ပေးအပ်ပွဲကိုယနေ့နေ့ဆယ်နိုင်ကဝန်နာကြေးရွာဦးအောင်စေရဖုံတော်ကြီးကျောင်းတွင်ကျင်းပခဲ့ပါသည် ရှေးဦးဆောင်မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူးဦးငိန်ထွန်းကျော်ကနိုင်ငံတော်ဆိုရမှဈေးရွာမြင်ကားဂရန်ထုတ်ပေးရေးစီမံချက်အရယခုနှစ်တွင်မိုင်းတုံမြို့နယ်မိုင်းတုံအုပ်စုဝန်းနာဈေးရွာကိုဈေးရွာမြင်ကားဂရန်ထုတ်ပေးရန်ခွင့်ပြုချက်ရရှိခဲ့ပါကြောင်းဈေးရွာမြင်ကားဂရန်ထုတ်ပေးခြင်းအပြင်မြေပိုင်ဆိုင်မှုအထောက်အထားများကိုပုံမခိုင်းပါစေသည့်အပြင်ပြည်သူလူထု၏အသက်အိုအိမ်စီစဉ်ပုံမလုံးချုံစိတ်ချစေပါကြောင်း ပြည်သူများအနေဖြင့်ကြာတင်သည့်မြေခွန်များကိုတာဝန်ကြီးပြန်စွာပေးဆောင်ခြင်းအပြင်နိုင်ငံတော်အစိုးရမှတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဒေသဖွံ့ဖြိုးရေးပညာရေးကျန်းမာရေးလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းကြေးရွာနေပြည်သူများအားအမှားစကားပြောကြားခဲ့ပါတယ်ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူးဦးငိန်ထွန်းကျော်ခရိုင်ကြီးတိုင်းမြေစင်းရင်ဦးစီးဌာနမှူးဦးမိုးစင်သိန်း မြို့နယ်ခြေတိုင်းနဲ့မြေစင်ဦးစီးဌာနမှာဦးစီးမိုးဦးကိုကိုမောင်နဲ့တာဝန်ရှိသူများက မိုင်းတော်အုပ်စုဝန်နာခြေရွာညီငါဂရမ်များပေးအပ်ခဲ့ပြီးဝန်နာခြေရွာမှာဒေါခင်မျိုးတန်းကရွာသူရသားများကိုစာကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်